ီသူလူလူကိုအပင်းထက်အစိတ်ခတ်တဲ့လုပ်ငန်းတွေထဲမှာအလွယ်ဆုံးအလုပ်ကတော့လူမျိုးရေးဘာသာရေးနဲ့တွေးထိုးဆုံးဆော်တဲ့နည်းပါလူမျိုးရေးဘာသာရေးစိတ်ကိုလူတွေရဲ့အုံနောက်ထဲထည့်ပေးလိုက်လို့ရှိရင်ဘာမှမမြင်နိုင်တော့ဘဲနဲ့အမှောင်ကျသွားတတ်ပါတယ်ကမ္ဘာပေါ်မှာအဲ့ဒီနည်းကိုအသုံးပြုတဲ့အလုပ်ကိုအောက်တန်းအကျဆုံးနိုင်ငံရေးအဖွဲ့အစည်းနိုင်ငံရေးပါတီတွေကသာလုပ်လို့ရှိပါတယ်ဖက်စစ်နာဇီပါတီမှန်သမျှဟာအဲ့ဒီလူမျိုးရေးဘာသာရေးအစိတ်ခတ်တဲ့အလုပ်ကိုလက်နက်ကောင်တစ်ခုတည်းပဲကင်ဆယ်အသုံးပြုလို့ရှိပါတယ် ကျွန်တော်တို့နိုင်ငံကစေအုပ်စုပါအဲ့ဒီအလုပ်ကိုစနစ်တကျစီမံကိန်းချပြီးတော့လုပ်ပါတယ်စေအုပ်စုတစ်ခုလုံးကဟန်ချက်ညီညီလုပ်တာပါစစ်တပ်အနေနဲ့လည်းလုပ်ပါတယ်ရိုဟင်ဂျာကျွန်တော်ဆိုက်ဟာလူမျိုးရေးဘာသာရေးတွေးထိုးလှုံ့ဆော်မှုကိုအကြီးအကျယ်ဆုံးပမာဏနဲ့အပြင်းထန်ဆုံးလုပ်သွားတာပါဥသိမ့်စိန်အာဏာရတဲ့အချိန်မှာအစိုးရအနေနဲ့လည်းလုပ်ခဲ့ပါတယ်ဒိုင်နာကားတွေပေါ်မှာစွမ်းအားရှင်တွေကြံ့ဖွင့်တွေကိုတင်ပြီးတော့ဗလီတွေကိုမီးလိုက်ရှို့ပါတယ်မိထီလာလူသက်ပွဲကိုရဲကလက်ပိုက်ကြည့်နေခဲ့ပါတယ် ရှင်ညာနိဒရာနဲ့ရှင်စေကိန်ထတို့ကိုခေါ်ပြီးတော့မဘာတာအဖွဲ့ထူထောင်ရေးကိုဦးသိန်းစိန်ကစီမံကိန်းချခေါ်ယူဆွနေပြီးတော့လုပ်ခဲ့ပါတယ်။ငโกရှိနေတဲ့လူမျိုးရေးဘာသာရေးအခန့်အပေါ်မှာစစ်တပ်ရဲ့အမာခံတွေကိုထည့်သွင်းပြီးတော့ဖွဲ့စည်းလိုက်တာပါ။သူတို့ဖွားဘက်တော်ကြက်ဖွဲ့ပါတီအနေနဲ့လည်းလူမျိုးရေးဘာသာရေးတွေးထိုးလှုံ့ဆော်မှုကိုဆင်ဆက်မပြတ်လုပ်ပါတယ်။အခုလောလောဆယ်ကြက်ဖွဲ့ပါတီခေါင်းဆောင်ဦးခင်ကြီးပြောနေတဲ့စီယုံရေးတွေကိုလည်းကြည့်နိုင်ပါတယ်။ စနစ်တကျအစီစစ်ချပြီးတော့လုပ်နေတာပါသူတို့အာဏာရရင်ပို့ပြီးတော့တိုးချဲ့လုံအောင်မဲ့အစီစဉ်တွေကိုလည်းမြင်နေရပါတယ်ထူးခြားတာတစ်ခုကတော့အဲ့လိုလုပ်နေတဲ့ဥခင်ကြီးဟာရွှေဝါရောင်တော်လိုင်းရေးမှာတန်ဃာတွေကိုနှိမ်နှင်းတက်ဖြတ်ခဲ့တဲ့သူတယောက်ဆိုတဲ့အချက်ပါရွှေဝါရောင်တော်လိုင်းရေးရဲ့အဓိကလက်တယ်တွေထဲမှာဥသိမ့်စိန်တွားလေသူဥမြင့်ဆွေနဲ့ဥခင်ကြီးတို့ဟာထိတ်ဆုံးကနေတက်တက်ကြွကြွပါဝင်ခဲ့တယ်ဆိုတာကဖုံးလို့ဖြောက်လို့မရတဲ့သမိုင်းမျိုးပါပြည်သူတွေရှင်လန်းအားရတဲ့ ်တစ်တုံညာနှစ်ခွန်ဆစ်စင်ရေးဟာသူ့အတွက်တော့လူမျိုးရေးဘာသာရေးတွေးထိုးလှုံ့ဆော်စရာတစ်ခုလို့မြင်ပါတယ်ဒီနေ့ကကျွန်တော်တင်ပြခဲ့တဲ့ညီညွတ်ရေးတပ်ပေါင်းစုဖွဲ့ရေးအတွက်ကိုအချင်းချင်းပြဿနာတွေကိုခိတ္တဘေးဖယ်ထားနောက်တန်းခဏပို့ထားပါဆိုတော့ဗီဒီယိုရဲ့အောက်မှာကျွန်တော်ကိုမှန်းဆဝေဖန်သွားတဲ့အချက်ချက်ကိုသတိပြုမိပါတယ်အဲ့ဒါကဘာလဲဆိုတော့သူလဲသူ့လူမျိုးဘက်ကနေပြီးတော့လိုက်ပြီးပြောမှာပါပဲဆိုတော့မှန်းဆချက်ပါအဲ့ဒါလို့ပြောတဲ့ အချက်ပေါ်အခြေခံပြီးတော့လူမျိုးရေးဘာသာရေးအကြောင်းတွေကိုဆက်ပြောစရာတွေရှိလာတယ်လို့တွေးမိပါတယ်ကျွန်တော်မှလူမျိုးမရှိပါဘူးလူမျိုးတိုင်းဟာကျွန်တော်လူမျိုးတွေပါလူမျိုးတိုင်းဟာကျွန်တော်ဆိုရင်ကျွန်တော်အမျိုးကျွန်တော်ညီအကိုမောင်နှမတွေပါပဲကချင်လူမျိုးကသမရဖြစ်နေရင်လည်းကျွန်တော်အတွက်ဘာမှပြဿနာမရှိပါဘူးကရင်လူမျိုးကကာကွယ်ရေးဦးစီးချုပ်ဖြစ်နေရင်လည်းကျွန်တော်အတွက်ဘာမှပြဿနာမရှိပါဘူးမန္တလေးကိုရှမ်းပြည်နယ်နဲ့ပေးလိုက်ရမယ်ဆိုလို့ရှိရင်လည်းဘာမှပြဿနာမရှိပါဘူးရခိုင်လူမျိုးကနေပြည်တော် တက်သိမ့်လဲဘာမှပြဿနာမရှိပါဘူးမော်လူမျိုးကငါတို့ပိုင်တဲ့ရန်ကုန်ကိုပြန်လို့ရင်လဲဆိုရင်လဲကန့်ကွက်စရာမရှိပါဘူးတခုတော့ရှိပါတယ်ရန်ကုန်မန္တလေးကိုဗမာပဲအုတ်ချုပ်အုတ်ချုပ်ရှမ်းနေမွန်နေပဲအုတ်ချုပ်အုတ်ချုပ်ကျွန်တော်တို့တာမန်ပြည်သူတယောက်တည်းထမင်းတလုံးပို့စားရဖို့ short စားရဖို့အကြောင်းမရှိပါဘူးဗမာနိုင်ငံရေးခေါင်းဆောင်ရှမ်းမွန်နိုင်ငံရေးခေါင်းဆောင်တွေအတွက်သာအဲ့ဒီအချက်ကအရေးကြီးခွင့်ကျယ်ဖြစ်နေတာပါသူတို့မှသာအကြောင်းထူးစရာရှိပါတယ်တာမန်ပြည်သူတွေရဲ့ဘဝကဘာမှမထူးပါဘူး တခုတော့ရှိပါတယ်ဘယ်လူမျိုးကပဲအုတ်ချုပ်အုတ်ချုပ်ဘယ်လူမျိုးကပဲဘယ်မျိုးကိုဘယ်ပြည်နယ်နဲ့ဆွဲထက်ဆွဲထက်တရားမျှတတဲ့ဆင်းရဲချမ်းသာမရွေးလူတိုင်းအတွက်ဒန်းတူအခွင့်ရေးရတဲ့အုတ်ချုပ်ရေးစနစ်ဖြစ်ဖို့တော့အရေးကြီးပါတယ်မတရားတဲ့အုတ်ချုပ်ရေးလူမျိုးရေးခွဲခြားတဲ့အုတ်ချုပ်ရေးဆင်းရဲချမ်းသာလူတိုင်းစားခွဲခြားတဲ့အုတ်ချုပ်ရေးဖြစ်နေရင်တော့ဘယ်လူမျိုးပဲအုတ်ချုပ်အုတ်ချုပ်အဆုံးတိုင်ဆက်လက်ပြီးတော့တိုက်ပွဲဝင်ကြရမှာပါကျွန်တော်အဲ့ဒါလိုပြောတာဟာဗမာပြည်ကတိုင်းရင်းသားလို့ခေါ်တဲ့အခုခေါ်နေကြတဲ့ လူမျိုးတွေတည်းမကပါဘူး။ဘာလူမျိုးဖြစ်ဖြစ်ကဘာလုံးမှာရှိတဲ့လူမျိုးအလုံးအပေါ်မှာတသဘောတည်းပါ။အင်္ဂလိပ်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်။ဂျာမန်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်။ပြင်သစ်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်။တရုတ်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်။အကြောင်းမဟုတ်ပါဘူး။လူတိုင်းအပေါ်မှာဒန်းတူညီမျှတဲ့အုပ်ချုပ်ရေးတရားမျှတတဲ့အုပ်ချုပ်ရေးဖြစ်ဖို့သာအဓိကပါ။အင်္ဂလိပ်လူမျိုးကလားအုပ်ချုပ်ပြီးတော့သူတို့တိုင်းပြည်နဲ့သူတို့လောကမှာရှိတဲ့အင်္ဂလိပ်အင်းရှင်လူတိုင်းစားအကျိုးအတွက် ုတ်သွေးစုပ်အမျက်ထုတ်မယ်ဆိုလို့ရှိရင်တော့ဒေါ်လာတိုက်ခတ်ရမှာပါကျွန်တော်တို့ဘိုးဘေးတွေကအင်္ဂလိပ်ကိုလိုနီနယ်ချက်ကိုတိုက်ထုတ်ခဲ့ကြတယ်ဆိုတာကလည်းအနှစ်သာရကအဲ့ဒါပါအင်္ဂလိပ်လူမျိုးကိုမုံတိစိတ်နဲ့တိုက်ခိုက်တာကအမှန်ကန်တဲ့လမ်းစဉ်မဟုတ်ပါဘူးအင်္ဂလိပ်အရင်ရှင်ကဗမာပြည်ကိုသိမ့်ပိုက်ပြီးအင်္ဂလိပ်ဘျူရိုကရက်တွေကိုဗမာပြည်ပို့အင်္ဂလိပ်အရင်ရှင်လူတန်းစားအကျိုးစီးပွားအတွက်ဗမာတရားစင်တာတွေကိုအမျက်ထုတ်သွေးစုပ်ချေလဲလို့လုံးဝလွတ်လပ်ရေးအတွက်တိုက်ခိုက်ခဲ့ကြရတာပါအဲ့ဒါလို့တော်လိုင်းမျိုးကတော့ လိုကိုလိုအပ်နေမှာပါဒါပေမဲ့ဗမာပြည်ကိုလာပြီးတော့လူမျိုးပေါင်းစုံနိုင်ငံသားတွေကိုဖိနှိပ်တရားစတာတွေကိုအမျက်ထုတ်သွားကြတဲ့အထက်မှာအင်္ဂလိပ်လူသမားအင်္ဂလိပ်လယ်သမားတွေမပါပါဘူးတာမန်စင်ရသားအင်္ဂလိပ်တွေမပါပါဘူးသူတို့ကတွားတိုက်ခိုင်းနေကြတာလည်းမဟုတ်ပါဘူးအဲ့ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသဘောပေါက်ကြဖို့လိုအပ်ပါတယ်ဗမာပြည်မှာလူမျိုးပေါင်းစုံကိုဖိနှိပ်လူမျိုးပေါင်းစုံရဲ့ အခွင့်အရေးနဲ့ရပိုင်ခွင့်တွေကိုချိုးနှိမ်ဖြစ်စီအနိုင်ကျင့်နေကြတာကလည်းဗမာစစ်အုပ်စုပါတာမန်ဗမာစင်ရသားလယ်သမားအလုပ်သမားကုံတွေပွဲစားတွေမပပါဘူးအဲ့ဒါလိုလုပ်နေတာကိုတာမန်စင်ရသားဗမာပြည်သူတွေကထောက်လိုက်မထောက်ခံကြပါဘူးခင်ဗျားတို့ကျွန်တော်တို့ခေါင်းပေါ်မှာမိုးပြီးတော့ဒုက္ခပေးနေတဲ့ဘလူးသပတ်ကြီးဟာစစ်အာဏာရှင်တွေပါဗမာဆိုတဲ့လူမျိုးမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်မှာလူမျိုးမရှိဘူးလို့ကျွန်တော်ပြောတာဖြစ်ပါတယ် ကျွန်တော်တွေးထဲမှာလူမျိုးတစ်မျိုးမျိုးရဲ့တွေးဒါမှမဟုတ်နှစ်မျိုးသုံးမျိုးရဲ့တွေးပါခြင်းပါနေပါလိမ့်မယ်ကျွန်တော်စိတ်သက်သက်မှာဘာလူမျိုးမှမရှိပါဘူးရှမ်းကချင်မွန်ကရစတဲ့လူမျိုးတွေကိုလူချင်းအတူတူလို့သဘောထားပြီးတော့တစ်မျိုးတည်းတစားတည်းလို့သဘောထားပြီးတော့ကျွန်တော်ချစ်ခင်နိုင်တယ်လို့အိန္ဒိယတရုတ်ပြင်သစ်အင်္ဂလိပ်တွေကိုလည်းလူချင်းအတူတူလူမျိုးချင်းအတူတူတစ်မျိုးတစားတယ်လို့သဘောထားပြီးတော့ကျွန်တော်ချစ်ခင်နိုင်ပါတယ်အဲ့ဒါလိုပါပဲ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးဆိုတဲ့ကြက်ဖွတ်ဥခင်ကြီးရဲ့စိတ်ထားမျိုးလည်းကျွန်တော်မှာမရှိပါဘူးဘာသာအလုံးဟာကျွန်တော်ဘာသာတွေပါပဲဖျားအလုံးဟာကျွန်တော်ဖျားတွေပါပဲဗုဒ္ဓဘာသာဖျားဟိန္ဒူဖျားမွတ်စလင်ဖျားခရစ်ယာန်ဖျားတွေအလုံးဟာကျွန်တော်ဖျားတွေပါပဲဘာသာအလုံးကိုညီတူမျှတူတန်ဖိုးထားပါတယ်ကျွန်တော်တို့ကမ္ဘာလူအဖွဲ့အစည်းကိုယဉ်ကျေးအောင် ကျွန်တော်တို့ကမ္ဘာလူအဖွဲ့အစည်းကိုတာယာငြိမ်းချမ်းအောင် တရားဓမ္မတွေအတွေးခေါ်တွေစာပေတွေယဉ်ကျေးမှုတွေနဲ့ဝိုင်းဝန်းတိဆောက်ကြတဲ့ဘာသာအလုံးယဉ်ကျေးမှုအလုံးဟာကျွန်တော်အတွက်တန်ဖိုးထားရမယ့်အရာတွေကြီးပါပဲအဲ့ဒီဘာသာတွေထဲမှာမှဘယ်ဘာသာကိုတော့အထုတလဲချင်းမြင့်မြောက်စားပြီးတော့ဘယ်ဘာသာကိုတော့ရှင်းလင်းတုတ်တင်ပြရမယ်ဆိုရဲဟောပြောချက်လှုပ်ဆောင်ချက်ဟာလူသားအချင်းချင်းစစ်ခင်းအောင်တွေးထွက်တန်ရုံဖြစ်အောင်လှုပ်ဆောင်နေတဲ့ဖက်စစ်လှုပ်ဟန်တွေကြီးပါပဲဒီကဘာလုံးမှာကြည့်လိုက်ပါဘာသာရေးကိုခုတုံးလို့အတုံးချတဲ့နိုင်ငံရေးသမား နိုင်ငံရေးပါတီတွေဟာဖက်စစ်တွေကြီးပါပဲဘာသာရေးနာမည်နဲ့တွဲတက်ထားတဲ့နိုင်ငံရေးပါတီအများစုဟာအစွန်းရောက်လက်ရာနိုင်ငံရေးတွေကြီးပါပဲအဲ့ဒီနိုင်ငံရေးအစုအဖွဲ့တွေဟာဒီကဘာကြီးမှာအမုန်းတရားတွေတိုးပွားလာအောင်လှုံ့ဆော်သွေးထိုးနေကြတဲ့သူတွေကြီးပါပဲဒီနေ့ခေတ်လိုလက်ရာစွန်းနိုင်ငံရေးတခစ်ပြန်ခေါင်းထောင်ထလာတဲ့အချိန်မျိုးမှာဒါကိုရှင်းရှင်းလင်းလင်းသဘောပေါက်ကြဖို့အရေးကြီးပါတယ်အဲ့ဒါလည်းမကပါဘူးကျွန်တော်မှနိုင်ငံလည်းမရှိပါဘူးဘယ်နိုင်ငံမှာမွေးဖွားတယ်ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားတယ်ဘယ်နိုင်ငံ passport ကင်ထားတယ်ဆိုတာတွေဟာကျွန်တော်တို့ဂုံယူစရာလည်းမရှိသလိုဂုံငယ်စရာလည်းမရှိပါဘူးအဲ့ဒါတွေကိုယုံကြည်လည်းမရှိပါဘူးဒီခေတ်ဒီစနစ်မှာနေထိုင်တဲ့လူတယောက်ဖြစ်လို့သာမှတ်ပုံတင် passport ကိုကင်ထားရတာပါသူတို့အာဏာရှိလူတန်းစားတွေကချုပ်ကင်ထားတဲ့အခွင့်အရေးကိုတဦးတယောက်ချင်းအနေနဲ့မဆုံးရှုံးကျင်သေးလို့သာအဲ့ဒါတွေကိုကင်ထားတာပါနိုင်ငံမဲ့ဖြစ်သွားရင်လေဂုံငယ်တယ်လို့မထင်ပါဘူးနိုင်ငံမဲ့ဖြစ်သွားရင်ဂုံယူစရာလို့တောင်မှထင်ပါသေးတယ် နိုင်ငံမဲ့သွားတာဟာကဘာကြီးကိုပိုင်လိုက်တာလို့ပဲသဘောထားပါတယ်ကျွန်တော်မှနိုင်ငံမရှိပါဘူးကျွန်တော်ဟာကဘာနိုင်ငံသားတယောက်လို့ပဲခံယူပါတယ်ကဘာကြီးတစ်ခုလုံးနေရာတိုင်းဟာကျွန်တော်နဲ့ဆိုင်တယ်ကျွန်တော်ရပိုင်권ရှိတယ်လို့ပဲသဘောထားပါတယ်အုပ်စိုးသူတွေကကန့်သက်ချုပ်ချယ်ထားလို့ကဘာကြီးကိုအခုကျွန်တော်မပိုင်ရသေးပေမဲ့ဒီကဘာကြီးဟာလူသားအားလုံးပိုင်ဆိုင်တဲ့ကဘာကြီးလို့ပဲယူဆပါတယ်ကဘာကြီးကိုအုတ်ချုပ်သူတွေကမြေပုံဆွဲမှီနီတားပြီးတော့ ငါနဲ့နမိတ်သေးကိုလာကျင်လို့ရှိရင်ငါတို့အစိုးရစီကခွင့်ပြုချက်တင်ရမယ်သူတို့နဲ့နမိတ်သေးကိုတွားကျင်ရင်သူတို့အစိုးရစီမှာခွင့်ပြုချက်တင်ရမယ်ဆိုတာလေအားလုံးဟာကျွန်တော်တို့လူတူချင်းစီရဲ့လွတ်လပ်ခွင့်နဲ့မွေးရပါအခွင့်အရေးတွေကိုတကမ္ဘာလုံးမှာရှိတဲ့အုပ်စိုးသူလူရန်စားတွေကညှိနှိုင်းပြီးတော့ဖိနှိပ်ချုပ်ချက်ထားတဲ့အရာတွေကြီးပဲလို့မြင်ပါတယ်ဒီလိုချိန်မျိုးမှာကျွန်တော်တို့ဟာကဘာကြီးနဲ့စာလို့ရှိရင် နွားချီရွက်တာတာပဲရှိတဲ့နိုင်ငံငယ်လေးထဲမှနေပြီးတော့ပလောက်ဝါကိုသူ့ပိုင်တဲ့နယ်ငါပိုင်တဲ့နယ်ဆိုတာမျိုးရှမ်းပြည်နယ်ထဲမှာကချင်ဆပ်စတိတ်ရှိတဲ့မရှိတဲ့ဆိုတာမျိုးရှမ်းပြည်နယ်ထဲမှာဝရီပလောက်တွေကိုအခွင့်အရေးပေးတဲ့မပေးတဲ့ဆိုတာမျိုးတွေကိုပဲရှီတန်းတင်အငင်းပွားနေကြပြီးတော့တကက်အာနာရှင်စစ်စစ်တကက်ဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်သူစစ်စစ်ဖြစ်တဲ့ဆက်အာနာရှင်တွေကိုတိုက်ဖို့မေ့နေမယ်လစ်လူရှူထားမယ်သူတို့ကို အခွင့်သာအောင်ခွင့်ပြုထားမယ်ဆိုလို့ရှိရင်သားစဉ်မြေဆက်ဖာဖြစ်ကုန်ကြပါလိမ့်မယ်။ကျွန်ဖြစ်ကုန်ကြပါလိမ့်မယ်။လူမျိုးပေါင်းစုံပြည်သူလူထုကြီးကနေမွေးလာသမျှသားတွေသမီးတွေဟာစစ်အုပ်စုအတွက်ကျွန်နေလို့အလုပ်လုပ်ပေးကြရမယ်သူတွေဖြစ်လာကြပါလိမ့်မယ်။အဲ့ဒီသားသမီးတွေဟာစစ်အုပ်စုကတနက်ပြစ်ကျင့်လက်တက်ဆမ်းမှုမွေးလာကြတဲ့သူတွေဖြစ်ကုန်ကြပါလိမ့်မယ်။ခင်ဗျားတို့ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့အန်ဒီဟာအဲ့ဒါလောက်အထိကြီးမားပါတယ်။ဒါတွေကိုတင်စားချက်အနေနဲ့ ပြောနေတာမဟုတ်ပါဘူးတကယ်လက်တွေဖြစ်နေတဲ့အရာတွေပါတကယ်လက်တွေဆက်ပြီးတော့ပို့ပြီးတော့ဆူဆူဝါဝါဖြစ်လာအောင်မဲ့အရာတွေပါကို့ ID နဲ့ပတ်သက်တဲ့နိုင်ငံရေးကို့လူမျိုးနဲ့ပတ်သက်တဲ့နိုင်ငံရေးကို့ပြည်နယ်နဲ့ပတ်သက်တဲ့နိုင်ငံရေးကိုလုံးဝမေ့ပြစ်လိုက်ကြပါအပြီးပိုင်ဆွတ်လွတ်လိုက်ကြပါလို့ကျွန်တော်မပြောပါဘူးအဲ့ဒါလို့ပြောလို့လဲကျွန်တော်စကားကိုနားထောင်ကြမှာမဟုတ်ပါဘူးဒါတွေကိုဒီချိန်မှာရှေ့ရမ်းမတင်ကြပါနဲ့လို့မြစ်တာရက်ခံနေတာပါ လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာလူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုကြည့်ပြီးတော့တယောက်ချင်းစီရဲ့ကိုကျိုးတစုတစ်ဖွဲ့ရဲ့ကိုကျိုးလူမျိုးစုတစုချင်းရဲ့ကိုကျိုးတွေကိုခိတ္တနောက်တန်းပို့ထားကြပါအားလုံးကအနစ်နာခံစိတ်မွေးပြီးတော့စီလုံးညီညွတ်ကြပါလို့တိုက်တွန်းနေတာဖြစ်ပါတယ်ကိုအချင်းချင်းပြဿနာတွေကိုအချင်းချင်းမကြေလည်မှုတွေကိုအရင်ရှေ့တန်းတင်အငင်းပွားနေကြလို့မညီညွတ်နိုင်ပါဘူးတပ်ပေါင်းစုမဖွဲ့နိုင်ကြဘူးဆိုလို့ရှိရင်ဒီဒီအိမ်မှာကျွန်တော်တို့ရှုံးပါလိမ့်မယ် ီဒီချိန်ရှုံးရင်အနည်းဆုံး2.90ကြာပါမယ်။အားလုံးလိုလိုကငါတော့အနစ်နာခံမယ်။အနစ်နာခံပြီးစီးလုံးညီညွတ်ရေးရအောင်တိဆောက်မယ်။ဆုခါမှတော့ကကြမှာပါ။လူဆိုတာကိုယ့်ဘက်ကနာတယ်လို့အမြဲထင်တတ်ကြပါလေ။အဲ့လိုစိတ်ထားမျိုးတွေရှိနေကြတဲ့အတွက်ငါကအနစ်နာခံပေါ့မယ်လို့စိတ်ကိုနှိမ့်ချထားမှသာတကယ်တကယ်မှဒန်းတူဆွေးနွေးနိုင်လောက်တဲ့အဆင့်လောက်ကိုပဲရောက်နိုင်ကြမှာပါ။သဘောထားကြီးကြီးရင်ခွင်ကျဲကျဲအမြင်ကျဲကျဲထားပြီးတော့ ပြည်သူလူထုအတွက်ငါတို့အနစ်နာခံလိုက်မယ်ဆိုတော့စိတ်ထားနဲ့စီးလုံးညီညွတ်ရေးတိစောက်နိုင်ပါလားဒီဒေါ်လာရေးအောင်မြင်နိုင်ပါပါဒီတနည်းပဲရှိပါတယ်တခြားနည်းမရှိပါဘူးကျွန်တော်တို့ပြည်သူတွေနာလာပါပြီကျွန်တော်တို့သားသမီးတွေတူတူမတွေနစ်နာလှပါပြီအဲ့ဒါတကယ်အမှန်တရားပါတခါတလေမှတကယ်နစ်နစ်နာနာခံစားနေရတဲ့အမှန်တရားကိုပက်ပက်ဆက်ဆက်ထောက်ပြမှသာနှလုံးသားတဲ့စိတ်ဝင်တတ်တာမို့လို့ဒဲ့ပဲပြောပါမယ်ရိုင်းသွားရင်ခွန့်လွတ်ပါ ခင်ဗျားတို့ကျွန်တော်တို့သာသမီမိမြင့်တယ်ဖာမဖြစ်ဖို့ကျုံမဖြစ်ဖို့အတွက်အားလုံးညီညွတ်ကြရမယ်အချိန်ညီညွတ်ကိုညီညွတ်ကြရမယ်အချိန်ကိုရောက်နေပါပြီ